အားလုံးမင်္ဂလာပါရေဝရှန်လီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့နိုဝင်ဘာ23ရက်နေ့ဒီကနေ့မှာအမေရိကန်နိုင်ငံကမြန်မာနိုင်ငံအထွန်းထဲမှာရှိတဲ့ကြားဖြန့်တွေကိုနှိမ်နှင်းဖို့အတွက်အထူးတပ်ဖွဲ့ဖွဲ့စည်းလိုက်ကြောင်းကိုမနေ့ကနိုဝင်ဘာ12ရက်နေ့မှာတရားဝင်ထုတ်ပြန်ကြေညာခဲ့ကြတယ်ဗျာဟုတ်ပြီကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းအရာတွေကဂျပန်နဲ့ပတ်သက်သူဆက်နွယ်တဲ့သူတွေ အကုန်ပါသွားမှာနော်ဝန်ထမ်းတွေပါမကြမ်းပြီးတော့ယင်အမေရိကန်ကအခုအထူးအဖွဲ့ကိုဒါဖွဲ့လိုက်ချင်းနဲ့တပိုင်းနဲ့အဲမှာပဲသူတို့ရဲ့ထောက်လန်းရှိအဖွဲ့တွေရောက်ရှိနေပြီဆိုတဲ့အကြောင်းတွေကိုပါကျွန်တော်ဖော်ပြပေးမှာပါအမိုးငယ်ဒီကတော့ဆက်ပြီးပြအဲ့တော့အဖိုးငယ်ဒီဆက်ဖို့ပဲကြံမာတော့တယ် မင်းအောင်လိုင်းပျောက်ပေးတိုင်းဂွေတက်အောင်ကားခဲ့သူတွေကတော့ဘလို့အချင်းတွေမျိုးတွေနဲ့ကြုံတွေ့ရမလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်ကဖော်ပြပေးမှဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိဝင်ရင်ကြည့်ရှုကျွန်တော်မိသားစုဝင်တဦးချင်းစီတိုင်းကိုဒလေးစားဖိတ်ခေါ်လိုက်ပါမြန်မာနိုင်ငံပေါ်အရှိတောင်အာရှမှာအခြေစိုက်တဲ့ cyber လူလိမ်လည်မှုကြီးလုပ်ငန်းကြားဖြန့်လို့အားလုံးသိကြတယ် scan center strike force လို့အမည်ပေးထားတဲ့အထူးတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်ကနိုင်ငံရေးဌာနက November 12ရက်နေ့ပြဆွဲနဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။အထူးတပ်ဖွဲ့စတင်တဲ့နေ့မှာပဲ DKBA ဒီမိုကရေစီအကျိုးပြုကိန်းရဲ့တက်မတော်ထိတ်တန်းခေါင်းဆောင်၄ဦးစော့စတီစိုင်းကျော်လှစော့စိန်ဝင်းစော့ဆန်းအောင်တို့ကိုတံခါးပိတ်ဆို့အေးအေးမှုတွေကိုဒီပြည်နယ်ထဲမှာချမှတ်လိုက်တာဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်တို့သတင်းမီဒီယာအထက်တွေမှာဒီကြားပြတ်နဲ့ပတ်သက်ပြီးတော့သူတို့တွေမသိပါဘူးလို့သူတို့တွေအင်တာဗျူးတွေကိုကျွန်တော်တို့တွေ့ရပါမသိလို့မရဘူးဗျာဒီကိစ္စကကျွန်တော်တော်လိုင်းရေးနေလဲသက်ဆိုင်နေတယ်ဆိုတော့ဥစမာဘင်လာဒင်လိုမျိုးအခိုင်အရာခေါင်းဆောင်တွေကိုတောင်းမှကမ္ဘာထိတ်တန့်အဆင့်ရှိတဲ့အချမ်းဘက်ခေါင်းဆောင်တွေကို မေရိကန်ဘယ်လိုနှိမ်နှင်းခဲ့လဲဒါတွေကတကယ်ဖြစ်လာနေတာပါအမေရိကန်ကပြောတယ်အထူးတပ်ဖွဲ့တွေဖိုက်လိုက်ပြီ CIA အပါအဝင်ထောက်လှမ်းရေးတွေလွတ်လိုက်ပြီဆိုတာအဲ့ဒါရောက်နေလို့ပဲကျွန်တော်မိသားစုအဲ့ဒါရောက်နေပြီဘယ်တော့မှအမေရိကန်ကပြင်ညာချက်ရဲ့အနောက်မှာလုံဆောင်ချက်ကပါလာတာမဟုတ်ဘူးလုံဆောင်ချက်တွေပုံပေါ်ပြီးတော့မှပြင်ညာချက်တွေကအနောက်ကလာ အမေရိကန်ကမ္ဘာကြီးမှာအမေရိကန်ကခြေလက်တလန်တန်းအမြဲတမ်းဥအောင်သူတို့တွေအစဉ်တစိုက်ကြိုးစားနေတာဒါလေးကိုကျွန်တော်ကသတိပြုစင်ကျင်စီချင်တာအကြံပြန်မှာရှိနေတဲ့ဆောက်ပြနေရေးအတွက်ပါဆိုပြီးတော့လောက်ကင်နေတဲ့ဝင်တန်းတွေနဲ့ပတ်သက်သူမှန်ကအကုန်လုံးပါသွားမှာဖြစ်ပါတယ်ကျွန်တော်ကစေနာနဲ့တိပေးနေတာတောင်းနိုင်ငံဟာကမ္ဘာအခြေချက်က အတုံးချခံအုံးပြုခံဖြစ်နေတာမိကောင်းမကြီးတာမီးရဲ့အများကြီးစာဝင်နေရေးကြောင့်မိဖကြောင့်အလုတ်ကင်မရှိလို့အခုလိုမျိုးဗျာဒါစမှုတန်ပေါ်တာဆွဲနေတဲ့ဒန်တွေကိုအလူလက်ခံနေရတဲ့အခြေအနေမှာအချို့ကြားပြတ်လုပ်ငန်းတွေမှာသွားလို့ရင်သူတို့တွေလွတ်တယ်ဘာဖြစ်လို့တိုင်းသားတပ်ဖွဲ့ဝင်တွေကလက်နက်နဲ့ကာဝယ်ပေးထားတော့ပေါ်တာဝင်ဆွဲလို့မရဟုတ်ပြီ ီဒူတပ်ဖွဲ့ရ FBI American လို့ရ agency နဲ့တရားရည်ဌာနကိုယ်စားလှယ်တွေပါဝင်နေဒီဘက်ဟာမြန်မာကမ္ဘောဒီးယားလာအိုနိုင်ငံတွေကိုအဓိကထားပြီးကြားဖြတ်နေလည်မှုစံတာတွေနဲ့၎င်းတို့ရဲ့ခေါင်းဆောင်တွေကိုစုံစမ်းစစ်ဆေးတာတွေဖြိုခွင်းဖမ်းဆီးတာတွေတရားစွပ်စုံမှုတွေလုပ်သွားမယ်လို့သိရပါတယ်မလွတ်တော့ဘူးလို့ကျွန်တော်ပြောနေတယ်ကျွန်တော်ရင်ဒါဆို လူနိုင်ငံတကာ PR ကြီးထွားလာတဲ့အချိန်မှာကြားဖြန့်ခဲ့သော cyber လိင်လင်မှုကြီးကိုပြည်သူလူထုအနေနဲ့အထူးသတိပြုပြီးတော့ငွေလွယ်တကူရနိုင်မဲ့ကံလန်းမှုမျိုးကိုရှောင်ရှားပါကိုမမပါဘူးဆိုရင်လည်းပဲဗျာလုံးဝကိုမပတ်သက်ပါနဲ့မပတ်သက်ပါနဲ့ကြောက်ခုအခြေအနေအကျော်ရနိုင်ငံအတွင်းထဲမှာဒီကြားဖြန့်မှုတတိတီဝေးဖွာခဲ့တာဘယ်သူလဲ ဒီကြားဖြန့်ကိုကျွန်တော်တို့ကရင်ပြည်နယ်ထဲမှာထည့်ထားတာဘသူလဲဗျာတရခန့်ခေါင်းဆောင်ကျွန်တော်တို့အလုံးသိရှိပြီဒါကြောင့်မင်းအောင်လိုက်မြောက်ပေးတိုင်းလက်ကနေတဲ့သူတွေတော့သူတို့ရဲ့ဇက်သိမ်းအဆုံးကတော့လှမှာမဟုတ်တော့မကြသေးခင်ကမင်းအောင်လိုက်နဲ့ DGB အဖွဲ့တွေ BGA အဖွဲ့တွေတွားတွေ့ကြတယ်တော့မင်းအောင်ဆိုင်ကသူတို့ကိုအမကန်ချက်ပေးလိုက်တယ်။ဒါကြောင့်လည်းမီဒီယာအရှိကိုထွက်လာပြီးတော့သူတို့က ကင်းပြည်နယ်မှာဖမ်းကျင်ရင်တော့ငွေဥသီးပဲလာဖမ်းလို့ရမယ်လို့တော့ပြောထားတာဖြစ်တယ်ဆိုတော့ကင်းပြည်နယ်မှာ KNU ရှိတယ် KNU ကတကယ့်ကိုနိုင်ငံရေးစစ်ရေးအရန်ကိုကျွမ်းကျင်တယ်ကျွန်တော်တို့ဒါအဖွဲ့ကြီးဖြစ်တယ်ကျွန်တော်အချုပ်နေရာလေးတွေမှာ KNU ဟာအရန်ကိုတည်ငြိမ်လုံးတယ်အချုပ်နေရာလေးတွေမှာခြေတလန်းနောက်ဆုတ်လိုက်တယ် ရှေ့ကိုတိုးမဲ့ခြေလမ်းတွေအတွက်နော်တလန်းဆုတ်ပြီးတော့အာယူလိုက်တဲ့ KNU KNU ပြောတဲ့မှတ်ချက်တစ်ခုကိုကျွန်တော်မှတ်မိသေးတယ်ဗျအဲ့ဒါပါလဲဆိုတော့ဟုတ်ပြီဒီ online လုပ်နေနေတဲ့ကြားဖြန့်ကိုနှိမ်နှင်းကျင်တာထိုင်းမှာလည်းအရန်ကိုခဲခဲကြတော့ဗျထိုင်းနိုင်ငံသားတွေလည်းအလိန်ခံရတယ်တရုတ်နိုင်ငံသားတွေလည်းအလိန်ခံတကမ္ဘာလုံးမှာရှိတဲ့နိုင်ငံသားတွေအလိန်ခံနေရတဲ့အပြင် လူမောင်ကိုကိုးတဲ့ကိစ္စမျိုးတွေပြီးတော့နောက်ဆုံးကိုရင်းကလီစာတွေမှာထုတ်ပြီးတော့တပ်ဖြတ်ရောင်းစားတဲ့အဆင့်ထိရောက်လာတော့ကဘာကြီးကဘလုံးမမျက်စိပိုက်လို့မရတော့အနာသိပြီးတော့ကျွန်တော်တို့နိုင်ငံဟာတော်တော်လေးကိုဘလောက်ထိဗျာဘယ်မှာဖြစ်သွားလဲဆိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်မသိတဲ့နောက်ကွယ်ကအကြောင်းအရာတွေအများကြီးရှိနေတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေအချို့အရာတွေကကျွန်တော်ကမိသားစုဝင်တွေကိုအတိပေးဖို့ အဆင်မပြေသေးလို့ကျွန်တော်ကလည်းနားလည်ပေးပါဟုတ်ပြီသူများအများမြင်တယ်ကရင်ပြည်နယ်မှာပဲကြားဖြတ်ကေကေပရွှေကုတ်ကဆိုကေကေပကိုနေတိုင်းဘုံကြီးခွဲပြတယ်အဲ့ဒီဘုံခွဲတဲ့ဗန်တွေနဲ့အဲ့ဒီမြေယာဂျောင်းမှာရှိတဲ့ကျွန်တော်တို့အချို့အဆောက်ဦးတွေအဆင်ပြေတော့တော်ဗိုက်ဘရေးရှင်းလေးပြပြီးတော့အချို့တော့အဆောက်တွေ တင်ပြည်နယ်အတွင်းမှာတော့မဟုတ်ဘဲနဲ့ဟိုကေကေဘတွေကနေတော့ထိုင်းနိုင်ငံအထိတော်ကြာထိုင်းနိုင်ငံသားတွေနေတဲ့အိမ်တွေခေါင်းမိုးတွေအထိတော်မှာပေါက်ထွက်ဆိုတော့အဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေဘယ်လိုနေထိုင်ကြမလဲသူတို့ရဲ့အဆောက်အဦရဲ့ကြံ့ခိုင်မှုတွေငယ်ငယ်လို့သူတို့ပဲကျွန်တော်ပြီးသားဆိုဆိုတော့ဒီမှာလည်းလက်နဲ့ရှိတယ်လှုပ်ရှင်နိုင်လှုပ်လို့ရမယ်ဆိုပြီးတော့သူတို့ကမျောလင့်နေကြတာအမှားတွေအကြီးကြီးတစ်ခုတစ်ခုသူတို့ရေစက်တိုင်မှားသွားကြတယ် ကီကီပကိုအခုအချမ်းဖက်စစ်ခွင့်တက်ကအဆောက်အဦလေဗျာကျောင်းမိသားစုဝင်နေဒါမြောက်ရီဟစ်တိုင်မှာလည်းတင်ထားပါတယ်တကယ်အဆောက်အဦအကောင်းကြီးကိုအကုန်လုံးကိုဖြိုချဖြတ်စစ်အဲ့ထဲမှာရှိတဲ့ကားတွေဆိုနောက်ဆုံးပေါ်ကနောက်ဆုံးပေါ်ကားတွေကြီးပဲရှယ်လေးပဲကျွန်တော်မိသားစုဆိုတော့တော်ရင်တစ်ဖက်ဝင်နေရဲဘော်တွေ4 week the zero ပြောနေ2 week လေးတစည်းတော်မှာအသေးအတန်ရုံးကန်ပြီးတော့ campaign တွေလုပ် ကျွန်တော်မိဘပြည်သူတွေကလည်းပဲခက်ခဲပြုံးဆုံးကြားတဲ့ကနည်း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 ဆုပြီးတော့ကျွန်တော်တို့ကလှုပ်ရတယ်။ကျွန်တော်ဆိုရင်ကျွန်တော်လှုပ်ချင်တဲ့အရာတစ်ခုရှိတယ်။ဒါပေမဲ့ကျွန်တော်မိဘပြည်သူတွေအရင်အားနာလုံးလုံးပူရင်းကားစီးတော့မှာဗျာ။ကျွန်တော်တို့ဝင်ဖို့ရတော်တော်ခက်ခဲတာဒါပေမဲ့ကြားပြန့်တွင်ထဲမှာထားခဲ့တဲ့အဲ့ကေကေပအတွင်းမှာကြံခဲ့တဲ့ကားရဲ့အခြေအနေကိုလေ့လာကြည့်လိုက်။မူကြီးဘလူးမျိုးလက်ပတ်နေလဲဆိုတာ။အချို့ကအမိမထွက်ဘူး။ ဘာလို့လဲတိလက်ချင်တာဆိုကေရီကယူတယ်နေရာရောင်းစားတယ်လုံတို့ရေးယူပေးတယ်ကေရီလုပ်တယ် KNU BGF DKBA ပြီးတော့ PC ကြောင့်မိသားစုနဲ့မြင်အောင်ကြည့်ပြပါဟုတ်ကဲ့ KNU ကတကယ်ကြားတော့ ခေမှာ KNU ဘယ်ဖွဲ့စည်းမှကြော်လို့မရကျွန်တော်တို့အတိဆုံးဟုတ်ပြီအခုဒီအခြေအနေရောက်လာပြီသူတို့ဘယ်လိုယုံထွက်လဲကျွန်တော်မသိပါဘူးဆိုတော့ reason ပေးတဲ့အကြောင်းပြချက်တွေဟာမလုံလောက်တော့ဘူးကျွန်တော်ရဲ့သားဆိုရင်ဟုတ်ပြီမိကန်ကဘယ်လိုအဖွဲ့အစည်းတွေလဲမိကန်ကအခုဒီဖွဲ့စည်းလိုက်တဲ့ အထူးထောက်လှမ်းရေးအဖွဲ့တွေနဲ့ကြားဖြတ်နဲ့ပတ်သက်သူမှန်မြအားလုံးနဲ့ခေါင်းဆောင်တွေကိုစုံစမ်းမယ်စစ်ဆေးမယ်ဖြုတ်ခွင်းမယ်ဖမ်းဆွဲမယ်ဖမ်းဆီးမယ်တရားစွဲမယ်ဆိုပြီးတော့ပြောခဲ့တာပါဆက်ပြောမဟုတ်ဘူးကျွန်တော်ကတော့ကျွန်တော်မိသားစုနဲ့ဘဝင်လင်းပြောပြီးသားသူရဲ့ထုတ်ပြန်ကြီးညာချက်ကနောက်ကျတကယ်လို့သူရဲ့လုံဆောင်ချက်ကအရင်အခုသူရဲ့ CI ထောက်ခံရေးအခုရောက်နေပြီဗျာ ဟုတ်ပြီချိုင်းမိသားစုဝင်နေလက်ရှိအချိန်မှာမြောက်ဝီဘက်မှာ site တွေအများကြီးရှိတယ်ကျွန်တော် KK pub လို့ပဲလူတွေကတည်ကြတာပြီးတော့ eka eka လိုက်လုံးလုံးနေတဲ့ wing ထဲအမြင့်ကြီးတွေစောက်ပြီးတော့လုံးဆောင်နေတဲ့အခြားနေရာတွေလည်းရှိတယ်ပြီးတော့အဲ့ဒီနေရာတွေကနေပြီးတော့ရွှေပြောင်းပြီးတော့ရန်ကုန်တဲထိကြားဖြန့်တွေရခြေချနေတယ်ဆိုတာရန်ကုန်ကနည်းနည်းကြီးတဲ့စစ်တပ်အုပ်စိုးတဲ့မင်းသာဒုံပဝင်းကျင်မှာပဲနည်းနည်းလေးလာကြည့်လိုက် ဒီကြားဖြန့်ကိုတီချောင်သူဟာဒီကြားဖြန့်ကိုအသက်သွင်းသူဟာမင်းအောင်လှိုင်ဖြစ်တယ်။ဒါကြောင့်လည်းမင်းအောင်လှိုင်နဲ့တွဲဆုံပြီးတဲ့ BGF တို့ DKPA တို့လေးတယ်မလျှော့ကြတာ။မင်းအောင်လှိုင်ကဘလို့မြှောက်ပေးလိုက်ပြီးတော့ဘလို့အမတ်ကတ်ချက်တွေတောက်ပေးလိုက်လဲမှသူတို့မသိတာ။မင်းအောင်လှိုင်ကဘာကောင်းမှုလို့။ဘာကောင်းမှုမဟုတ်။သူတော့မပပင်းနေရတယ်ကော။ ကျွန်တော်လူငယ်လက်ကလွတ်မှာတော့မဟုတ်ဘူးလို့ကျွန်တော်ပြောချင်တယ်ဟုတ်ပြီဒီစစ်စင်ရေးတာဥပဒေဘိုင်းဆိုင်ရာအရေးပါမှုတိုင်းတာတိပြီးတော့ထောင်လိုင်းရဲ့အချက်လက်တွေနှစ်နဲ့ချီပြီးတော့စုံစမ်းခဲ့တာဖြစ်တယ်အခြေခံကြတဲ့အသေးစိတ်ချက်လက်တွေပါအကုန်လုံးကိုပြင်ဆင်ထားပြီးဖြစ်တယ်အခုမှစုံစမ်းတာမဟုတ်အခုမှသိတာမဟုတ်ဘူးဆိုတာကိုပြောချင်တာပါဟုတ်ပြီဥစမာဘီလာဒင်အကရာခေါင်းဆောင် အဘူဘကာ IS ခေါင်းဆောင်ကာစင်ဆူလီမာနီအီရန်ခေါင်းဆောင်တို့လိုကမ္ဘာအဆက်ထိတ်တန့်ရာဇဝင်မှုခေါင်းဆောင်တွေအပြင်အခေလာခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့အကီအေဂျာစီရီ ဆုံးဝက်ပုံအောင်နေတဲ့နေရာတွေကိုပါမြေလံပြီးတော့အမေကအထုတပွဲဝင်နေ CIA အင်ဗျာနှစ်ပေါင်းများစွာထုံလန်းစုံစမ်းထောက်လန်းပြီးတော့မှတိတိကျကျအရေးယူချိန်မုံခဲ့တဲ့တာခါးတွေရှိခဲ့ဘူးလေဗျာကျောင်းမြန်မာနိုင်ငံမှာဘသူကဘာလို့နေလဲဆိုတာအမေရိကန်တိမိခင်ထောက်လန်းကြီးမှာကမ္ဘာအဆင့်နံပါတ်1စရင်တဲမှာရှိနေ ကျွန်တော်တို့နေငယ်တော့ကြာပြီဗျလောက်ကာလာဘလောက်လဲတော့ကျွန်တော်မှတ်ပြီးတော့ဘူးကျွန်တော်နိုင်ငံပေါ်ကိုအမေရိကန်ကျွန်တော်တို့တည်ယူပို့ဆောင်ရေး73လေရင်ကြီးဖြတ်ပြန်သွားတယ်ဆိုတော့ဒီလေရင်ဖြတ်ပြန်သွားတယ်ပြီးတော့ရေဒါကနေပြီးတော့ပျောက်သွားတဲ့အခြေအနေမှာနေပြီးတော့မှရှိတဲ့ main on line အသေးအတန်ယူခါသွားတာကျွန်တော်ရဲ့မိသားစုနဲ့ကျွန်တော်ဖော်ပြခဲ့အဲ့လေရင်ကြီးတစည်းနော်ကျွန်တော် area ကိုပုံမှန်တိုင်းဖြတ်ဖြတ်တန်းနေကြတယ် ဒီလိုရကျွန်တော်နိုင်ငံအေးရနင်းမဲ့ပြက်ကိုဖျက်တမ်းလာမှာကိုမင်းအောင်ဖိုင်ကကြိုမသိတဲ့အတွက်အဲ့ဒီကောင်ယူခါသွားတာလေဒစီးတဲ့မြန်မာနိုင်ငံကိုဖျက်သွားတာပုံမှန်သွားနေကြလမ်းကြောင်းလိုက်မဲ့သွားတာဒါပေမဲ့မင်းအောင်ဖိုင်ဘယ်လောက်ထိဒီအချိန်မှာယူနေလဲဆိုတာမျိုးဘယ်လောက်ထိကြောက်နေလဲဆိုတာမျိုးမကြောက်ပါနဲ့မင်းအောင်လည်းမြောက်ပေးလို့ကပ်ပြီးတော့လုပ်နေတဲ့သူတွေကလည်းပဲအုစမာဘင်လာဒင်လိုမျိုးတကယ်ကိုလှုပ်ရပြီးတော့တကယ်ကိုတိုးတိတ်တဲ့ကောင်တွေကိုတော့မှာ ဘလို့ချိန်မုန်းခဲ့လဲဆိုတဲ့ဥပမာကိုကျွန်တော်ကဖော်ပြနေခြင်းဖြစ်ပါတယ်။ဟုတ်ပြီ။လက်ရှိချိန်မှာဘုံဘုံတိုင်းတိုင်းနဲ့ဂေဂေပါဆော့ဥတွေကိုတုံးပြီးတလုံးနေတိုင်းဘုံခွဲပြနေတယ်။ဒါပေမဲ့ဟိုဘက်ကဆန်ရှင်ထုတ်လိုက်တဲ့အချိန်မှာဂေဂေပါပါသေးတယ်ဗျာ။ Okay ပေါ့ငါတို့ကအုပ်အုပ်ပုံကြီးပေါ့ဗျာ။အုပ်ပုံကြီးလှုပ်လိုက်လို့ပြီးသွားပြီပေါ့ဗျာ။မင်းအောင်အဲ့လိုတွေးတာ။ မရနေပြီးတော့ထိပါခေါ်ပြီးတော့ထားထားတယ်အချို့ခေါင်းဆောင်တွေနင်းအောင်မိုင်းတာမရလွတ်မှာမဟုတ်တော့ကဲနူတော့ကတော့ခြေတလန်းလေးနောက်ဆုတ်အမုန်းကြီးဦးဒီကတော့ဆက်ပြီးပြီးကျွန်တော်ရဲ့မိသားစုတွေမှတ်မိလားဖိုးကြီးဦးဒီဆက်ဖို့ပဲကြံပါတော့ဟုတ်ပြီဆိုတော့ ကိုရကိုရမိုင်30ဝင်းချင်တော့ဗောဗျာဒါလေးဒီမှာပဲလက်နက်ကိုင်းလူမောင်ခိုကူးကြားဖြန့်တွေကိုလက်ခံဆိုတော့ငွေလလရတဲ့လုပ်ငန်းတွေအကုန်လုံးကိုတင်ကျုံပြီးတော့လုံးဖျားတွေတဲ့ဈေးတွေဆောက်ပြဖုန်းကြီးတွေကိုပြင့်ပြီးတော့ရှယ်လူပြနေတဲ့သူတွေမရတော့ဘူးဆိုတာကျွန်တော်မိသားစုဝင်နေအမိနာမတွေအများကြီးကိုတော့ကျွန်တော်မပြောချင်တော့ဘူး ကြောင့်လဲဆိုတော့အချို့အားတွေကလည်းပဲလူညွှန်းရေးအဆင်မပြေတာရှိတယ်ဘဝဖြစ်ပြီးအဲ့ဒီစင်ရင်းနဲ့ပတ်သက်ပြီးတော့လက်ရှိချိန်မှာတော့မိကန်ထိုင်း KN ပူပေါင်းပြီးတော့လွတ်ဆောင်သွားမှလို့ပဲကျွန်တော်ကတော့ပြောချင်တယ်ဆိုတော့ကျွန်တော်မိသားစုနေဒါကျွန်တော် BGF ပြီးတော့ DGBA ပြီးတော့ PC စတဲ့အဖွဲ့အစည်းတွေနဲ့ကျွန်တော်ပွဲလမ်းသဘင်တွေဗျာအချို့ရှိတယ်ဗျာအလှပွဲတွေမှာတပ်ပုံရိုက်တယ်မဂ္ဂဇင်းမီဒီယာပေါ်မှာပါသွားတယ်တပ်ပုံတွေပါသွားတယ် ဆိုတော့ BG ကအတုံးချခံ DGB ရဲ့အတုံးချခံပုံဝင်ပသက်သူတွေကျွန်တော်စေနာအမှန်နဲ့သတိပေးတာပါအချို့သူတွေရန်ယူသားကြတယ်မသိကြဘူးအော်သူနဲ့ရင်းနှီးလို့သူနဲ့ရင်းနှီးလို့သွားကြတယ်တက်ကြတယ်ဓပုံမှတ်တမ်းတွေမှာပါသွားတယ်ဟိုကထောက်လိုင်းကြီးကဒေါင်းရှော့ရီကော့ယူနေတာအော်ကိုယ့်ရဲ့မှတ်တမ်းတွေကိုယ့်ရဲ့ဓပုံတွေကိုယ့်ရဲ့ဗီဒီယိုတွေတောင်မှဟိုဘက်ရောက်နေပြီလားဆိုတာကိုတော့မှဘယ်သူမှမသိရဘူးဒါကြောင့်ပြောတာဒီကော ကျွန်တော်မသိပါဘူးကျွန်တော်လည်းမလုပ်ပါဘူးကျောင်းလုံးကိုလည်းလာဖမ်းလို့မရဘူးကင်းပြင်းနေမှာလာပြီးတော့ဖမ်းကျင်နေဆိုရင်တော့တောင်းပေါ်တက်ပြီးတော့ငွေဒီပဲဖမ်းလို့ရမယ်ဆိုပြီးပြောနေတာတွေကလည်းအလုံးမဖြစ်ဘူးဆိုတော့ပြောချင်တာသူတို့အခုမှကြီးညာချက်ထုတ်တာရှိတယ်မှာ record ကုန်လို့ပြီးသွားပြီထောင်းလိုင်းရငကိုရဲရောက်နေပြီးသားဆိုတော့ဟုတ်ဒါတော့ဒီလေတန်ဒီအမြင်တွေနဲ့ ဒီစကားကိုပြောရဲဆိုတာကမင်းအွန်လိုင်းမြှောက်ပေးလို့အာနာသိအမဖတ်စစ်ခွေးတက်ကိုမျက်စိမှန့်ပြီးတော့ထောက်ခံသူရဲ့လေသံအတလေသံလည်းဖြစ်နေတယ်ကျွန်တော်တို့ထူးခြားစွာတွေ့ရတာဖြစ်တယ်ကျွန်တော်တို့ထူးခြားစွာလို့အမြင်နဲ့ပြောတော့ကျွန်မမိသားစုသူတို့ပြောတဲ့စကားနဲ့နားထောင်ကြည့်လိုက်ဟုတ်တယ်နော်ဆိုတော့အချို့နေရာတွေဆိုရင်ဗျာကျောင်းတွေစောက်ပြတယ်ကျောင်းလည်းရောက်ဘူးတယ်ကျွန်တော်တခါမင်းတို့ခုမေးဘူးတယ်အဲ့ဒီကျောင်းက ဘသူတက်မှာအာကရင်ကလေးတွေအတွက်စောက်ပေးထားတာပေါ့နော်ဘကြီးဘသူစောက်တာလဲကျွန်တော်သိတယ်စောက်ပေးတဲ့သူတွေကျွန်တော်သိတယ်ဆောအဆက်ဘလော့ဘူးကုန်လဲဆိုတာလဲကျွန်တော်လည်းခံမန်းလို့ရတာပေါ့နော်အဆောက်အဦကိုကြည့်ပြီးတော့အဆောက်တလုံးနဲ့မဟုတ်ဘူးအချီးသူရဲ့သူ့ရွာမှာသူ့ကျောင်းကိုသူတို့စောက်ကြတယ်လှူမ်းနေပေါ့ဗျာဆောဒါဟာလုံလောက်မှုမဟုတ်အဲ့ဒီကရတဲ့ပတ်စံကဘယ်ကရတာလဲ ကရင်အတွက်ဂျိုးပြူတဲ့တမတော်ကရင်အတွက်ဆိုတဲ့လက်နဲ့ကင်ထားတဲ့သူတွေကရင်အတွက်တကယ်စေနာရှိတယ်ဆိုရင်ကရင်လွတ်မြောက်ဖို့အတွက်ကျွန်တော်တို့အထူးတူစားကြရမှာဖြစ်ပါတယ်။နေရာတစ်ခုလေးကိုအပြစ်ခတ်ရထားတဲ့ပုံစံမျိုးဖန်တီးပြပြီးတော့မင်းအောင်လိုက်အလိုကျလောက်ကင်နေပြီးတော့သူတို့ရဲ့ကျေးရွာလေးမှာအကြောင်းလေးဖွင့်ဖျားလေးတဲပြဇေဒီလေးတဲပြယုံနေဒါဟာငြိမ်းချမ်းရေးလည်းမဟုတ် ဒါလွမြောက်သွားတာလည်းမဟုတ်ဘူး။ဒါကင်ပြည်သူတွေလည်းမဟုတ်ဘူး။မြောက်နဲ့အလိုမကျရင်ဘလို့ဘုံကျဲလေ။ဒီကြောင်ပြန်နဲ့ပတ်သက်တယ်ဆိုရင်အဆုံးသက်တာဘလို့ဖြစ်မလဲ။ဘာသာကိုယ်တကူစားကောင်းစားရေးကိုယ်အတိုင်းဝိုင်းကိုယ်ဝင်းဝိုင်းလေးကောင်းစားရေးအတွက်ပဲလုံနေတာတွေကိုဆုံးသက်ဖို့ မားတွေကိုတိပြီးတော့အမှန်ပြင်ဖို့နောင်တဆိုတော့နောက်မကြပါဘူးကင်ပီသူအများကြီးနှင်းနဲ့ချီပြီးတော့စပီးရှောင်းရတယ်ဘယ်သူမှကိုမွေးရဲ့ညီကိုစောက်ခွာပြီးတော့ဩစတြေးလျလည်းမတော်ချင်ဘူးအမေရိကကလည်းမတော်ချင်ဘူးတကယ်တော့ကျွန်တော်နိုင်ငံကငုံချာဆုံးပြတ်တက်နေတဲ့နိုင်ငံမဟုတ်ဘူးကျောင်းနိုင်ငံလေးဟာတက္ကသိုလ်ကရှိတဲ့တာဆိုတော့အကုန်လုံးထွက်တဲ့နိုင်ငံ နောက်ဆုံးလောဘလည်းထွက်တယ်ရေနယ်လည်းထက်တယ်ကျွန်တော်တို့ခနောက်စိမ့်လည်းထွက်တယ်ရွှေလည်းထွက်တယ်အကုန်ထွက်တယ်ဒါပေမဲ့ကျောနိုင်ငံသားကျွန်တော်တိုင်းရင်းသားတွေဒါတွေကိုအသုံးပြုပြီးတော့ဘာမှမရှင်းတန်းရတော့တဲ့အခါမှာသူများနိုင်ငံသွားပြီးတော့ကြုံခံနေကြရတာဖြစ်တယ်ဒါတွေကိုကျွန်တော်တို့အားလုံးပူးပေါင်းပြီးတော့အဆုံးသတ်ဖို့လိုတယ်ဒါတွေကိုလည်းကျွန်တော်အမြင်မှန်ရဖို့ လို့ပါတယ်ဒါကြောင့်ကျွန်တော်ကပြောတာလက်ရှိဒါကြားဖြန့်ဆိုပြီးတော့ဒါပတ်သက်နေတဲ့သူတွေအကုန်လုံးရတန်းကရက်နောက်ဆုတ်ဆရာရှိတာနောက်ဆုတ်တာကျွန်တော်စင်နာရင်းနဲ့ကျွန်တော်ရဲ့မိသားစုအနေကိုပေါ်ပြနေခြင်းဖြစ်ပါတယ်တကယ်တော့ဒီလိုလူတွေလို့လို့ပေါ့နော်ကျွန်တော်ညီမဟာကဘာမှာနမည်ဇိုးနဲ့ကြော်ကြားသွားတာဖြစ်တယ်အရန်ရှက်တယ်ညံရှက်တယ်ကျွန်တော်လူတွေမဟုတ်ဘူး ကျောင်းနိုင်ငံလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ရဲ့နောက်လာမယ့်အနာဂတ်တွေအတွက်ကျွန်တော်တို့ရဲ့ဒါအချိန်လေးပေါ့ဗျာကျွန်တော်ပိဆက်နိုင်တဲ့အရာတွေကိုပိဆက်ပြီးတော့ဒီဒေါ်လာရေးထဲမှာပါဝင်နေတာဒါပေမဲ့ဒီလူတွေနေကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာရှိရကျွန်တော်တို့ကရင်တွေနဲ့နာမည်ပြတ်ကားတယ်ကျွန်တော်တို့အားလုံးနဲ့နာမည်ပြတ်ကားတယ်အတူတူပဲဟာငါနဲ့မဆိုင်ဘူးဥမာဆိုတော့အာဟိုလာကျွန်တော်တို့မော်လေးပေါ့ဗျာငါနဲ့မဆိုင်ဘူးမဟုတ်ဘူး ကောကြားဖြတ်နေတိတ်ပို့ဆောင်ရေးမွန်ဧရိယာကိုလည်းဖြတ်ကြတာပဲဒါကျွန်တော်ဥပမာလေးတစ်ခုပဲပြပြတာပါကျွန်တော်အားလုံးနဲ့သက်ဆိုင်မြမပြည်ဘွားကျွန်တော်တို့ပြည်တော်စုတိုင်းရင်းသားတွေအားလုံးဂုံတိတ်ကညှိုးနှိုင်းရဒါတို့ကိုကျွန်တော်တို့အဖတ်ဆယ်ဖို့လိုတယ်ဟုတ်ပြီဒီကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေက online ငွေလင်ရာဇွေကွန်ရက်အမေရိကန်နိုင်ငံသားတွေအပါအ အယုတ်တကမ္ဘာလုံးမှာရှိတဲ့သူတွေစီကဒေါ်လာဘီလီယံပေါင်းများစွာကိုလိမ်လည်ပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေရှိလာတဲ့ငွေကြေးတွေနဲ့ပတ်သက်ပြီးတော့ DGB ရဲ့လုပ်ငန်းတွေ DGB တွေကထောက်ပံ့ကူညီနေတယ်ဆိုတော့မြန်မာနိုင်ငံတွင်းထဲမှာပြည်တွင်းစစ်ကပုံမစိုးရတဲ့ဆိုတဲ့နိုင်ငံရေးကသူ့တည်တည်ရဲ့ပေါ်ပြချက်မှလည်းတွေ့နေရတယ်။ကြောင်ပြန့်ရှိနေတော့ PGF ကလည်း ငွေပေါနေတယ် DAP ကလည်းငွေပေါနေတယ်အဲ့ဒီမှာအဲ့ဒီကြားပြန့်ကိုသွင်းထားတဲ့ကျွန်တော်ကမင်းအွန်လိုင်းပဲပြောသေးတယ်တော့ရှီချင်းပင်အကြောင်းကျွန်တော်မပြောသေးဘူးမင်းအောင်ဟန်ကျိုးဆွဲရလိုက်ကြရတယ်တော့ကရင်ကရင်ချင်းမတက်တော့ဘူးစုပ်ဖြတ်လိုက်ကြလို့အရင်တော့အခြေအနေနဲ့ဆိုမလွယ်ဘူးကျွန်တော်ကရင်တပ်ဖွဲ့ဝင်ပကညောအဟောင်းကြီးအများကြီးရှိတယ်တကယ်ကိုစိတ်ထားကောင်းတဲ့သူတွေ ကင်ကင်ချင်းတက်ကတော့ကွာစိတ်ညစ်လို့ပြီးထွက်သွားတာလေအများကြီးရှိတယ်ကျွန်တော်မိသားစုခင်ဗျာနှစ်နဲ့ချီပြီးတော့သူတို့ခံစားခဲ့ရတဲ့အခါသူတို့အတိဆုံးပါကျွန်တော်တို့သိတယ်ဆိုတာပပလေးပါကျွန်တော်မိသားစုကျွန်တော်2021မှာကျွန်တော်ကင်းနေမျိုးရောက်လာတယ်အခုကာလတွေမှာเนาะကင်းနဲ့အတူတူကင်ခံစားခဲ့ရတဲ့အရာတွေကိုကျွန်တော်တို့ကင်တွေရဲ့ကိုစားကင်လူငယ်တွေရဲ့အတန်အနေနဲ့ပဲကျွန်တော်တို့ကကြွားကြီးကိုချပြနေခြင်းသာဖြစ်ပါတယ်ဟုတ်ပြီ ။အဲတော့ကျွန်တော်မိသားစုဝင်တွေ3ထားဖို့နဲ့လက်ရှိအချိန်မှာအမေရိကန်အပါအဝင်ပေါ့နော်။ဒါလုံးဆောင်လာကြမယ်အချိန်ကြားဖြန့်နှိမ်နှင်းရေးတော့အထူးတက်ဖွဲ့နဲ့ CIA ထောက်လန်းရေးတွေကကျွန်တော်မြန်မာနိုင်ငံအတွင်းတဲ့ထိရောက်ရှိနေချောင်းနဲ့ဆက်လက်ပြီးတော့တို့တွေဘယ်လိုမျိုးနှိမ်နှင်းသွားမလဲဘယ်လိုမျိုးဖန်ဆီးသွားမလဲဘယ်လိုမျိုးရေးယူသွားမလဲဆိုတာကိုကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါတော်လိုင်းအတွက်အရေးကြီးပါတယ် ခရင်တွေတော်ကင်းတော်လိုင်းကောင်းကောင်းလုံးလို့မရအောင်ကြားဖြန့်ကိုခရင်ထဲမှာခိုင်ခိုင်မာမာပုံမိချခဲ့တာဒါကြောင့်ကျွန်တော်တို့ပြောတာမင်းတို့လုံးလို့ပြီးပြီလားမင်းတို့အလှည့်ပြီးကျွန်တော်တို့အလှည့်လာမယ်ခရင်တွေကအမြဲတမ်းကွန်ဝါခြင်းနဲ့အင်္ဂန်နေတာမဟုတ်ပါဘူးနိုင်ငံစီသူတို့သွားမယ်လမ်းကိုသူတို့သိပါတယ်လက်ရှိကျွန်တော်တို့နိုင်ငံ Federal Democracy ဟာတင့်တော်ဆုံး တော့ကရင်ပြည်သူလူထုလုံးအတွက် KNU ကဘယ်လောက်ထိအရေးပါလဲတော်လန်ရေးမှာ KNG ဘယ်လောက်ထိအရေးပါလဲဆိုတာ NUG နဲ့ခြားတော့တိုင်းသားတစ်ဖွဲ့ဝင်တွေအားလုံးသိရှိပါတယ် KNU ကိုပရက်ရှာပေးလို့မရဘူးပြောကြတာက KNU ကိုတိုင်းကလည်းပရက်ရှာပေးလို့မရတရုတ်ကလည်းပရက်ရှာလာပေးလို့မရအိန္ဒိယကလည်းပရက်ရှာလာပေးလို့မရအမေရိကကလည်းပရက်ရှာလာပေးလို့မရ ဟုတ်ပြီဒါကြောင့်အဲ့ဒီအရန်ကိုရေးကြည့်တဲ့လမ်းစားခုထပ်ပြီးတော့ပွင့်သွားတာဖြစ်ပါတယ်အချိန်ကလှုပ်ရှားမှုတိုင်းဟာတကယ့်ကိုတန်ဖိုးရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီကနေ့မှာတပြရင်နဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေကိုနှုတ်ဆက်ပါတယ်အဲနောက်လာမယ့်ဗီဒီယိုတွေကိုဒီချက်ပို့ကောင်းအောင်ကျွန်တော်စူးစမ်းပေးပါမယ်လည်းနဲ့ဘေးစီဘီကဗေးချက်ုံနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုတအုပ်ရှင်းတဲ့ဘေးနဲ့ကင်းရှင်းပါတဲ့လေးနဲ့စတောင်းရှင်းတဲ့ကျွန်တော်ရောရှင်းလိုက်ပါ